အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တော့ကျွန်တော်ကစုံဦးနဲ့ကြက်သားချက်တာလေးကိုမျှဝေပေးမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကစုံဦးချက်ဖို့အတွက်ကစုံဦးကိုကုလူမျိုးလေးအနီကစုံဦးအနီပေါ့နော်တလုံးသုံးပါတယ်ခင်ဗျာပြီးရင်တော့ကြက်ရင်အောင်တချမ်းသုံးပါမယ်ခင်ဗျာဒီဟာလေးတွေကိုရင်ဆုံးရည်ဆေးတန့်စင်ပြီးတော့မှလိုချင်တဲ့အနေထားရအောင်ခုတ်ထည့်ပိုင်ထားပေးလိုက်ပါမယ်ရင်ဆုံးမှာတော့ဒီကစုံဦးကိုကျွန်တော်ခွန်လေးတေချာချွတ်ပါမယ်ခင်ဗျာ ပုံမှန်ဒီတိုင်းရိုးရိုးပြုတ်စားမယ်ဆိုလို့ရှိရင်တော့အခုမချုပ်ဘဲနဲ့ပြုတ်လို့ရတယ်ဆိုပေမဲ့ဟင်းချက်မယ်ဆိုရင်တော့အခုလိုမျိုးလေးတည်တည်ချာချာခွန်သွားပြီးမှချဲ့တော့ပို့ပြီးတော့မှစားကောင်းပါတယ်ခင်ဗျာအခုလိုမျိုးလေးတည်ချာခွန်သွားပြီးတော့ရင်တော့ကျွန်တော်တို့လိုချင်တဲ့အနေထားခုတ်ထည့်ပိုင်းထားပေးလိုက်ပါမယ်ခင်ဗျာကျွန်တော်ကတော့အကြီးကြီးမတုံးမဲနဲ့အနေတော်လေးတွေပဲတုံးမှာဖြစ်ပါတယ်မြန်မာနိုင်ငံမှာဆိုရင်တော့ကစွန်ဦးကိုဒီတည်စားအနေနဲ့ပေါ့နော်ပြုတ်စားကြတာများပါတယ်ခင်ဗျာကျွန်တော် channel တစ်ခုမှာ ဒီကစုံဥကိုချက်နီးလေးတွေးလိုက်တဲ့အတွက်ကြောင့်မလို့ခုလိုမျိုးမျက်ဝေပြတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်နဲ့ဝါသနာတူတဲ့ညီကောင်မောင်နှမတွေလည်းကျွန်တော်အခုချက်တလိုမျိုးလိုက်ပြီးတော့မှချက်ကြည့်ကြဖို့ကြံပေးခြင်းပါတယ်ခင်ဗျာကျွန်တော်ကတော့ကစုံဥကိုခုလိုမျိုးလေးအနေတော်လေးပိုင်းပြီးသွားပြီဆိုရင်တော့ဒါလေးကိုဒီစီတန်းဆင်ထားလိုက်ပါမယ်ခင်ဗျာပြီးတော့ရင်တော့ကျင်အုံသားလေးတွေကိုလည်းကျွန်တော်တို့တူကျင်တဲ့အနေထားတုံထားပေးလိုက်ပါမယ်ကျင်းရုံသားကတော့ဒီကျွန်တော် GP ကိုသုံးတာဖြစ်ပါတယ်။အကယ်၍ကိုယ့်အိမ်မှာ ရိုးရိုးကျက်အင်ကျက်တွေရှိရဆိုရင်လည်းအင်ကျက်တွေကိုအသုံးပြုလို့ရပါတယ်ခင်ဗျာကျွန်တော်ကျက်သားလေးတွေကိုခုလိုမျိုးတုံးပြီးသွားပြီဆိုရင်တော့ရေဆီးတန်းဆင်ပြီးတော့ဘုရားသာနောက်မှာဖြစ်ပါတယ်ဘုရားသာနောက်ဖို့ကတော့ကျွန်တော်စားအနေငယ်ပြီးတော့ငရုတ်ကောင်းအနေငယ်ထည့်ပြီးတော့မှဒီချာလေးနေပြီးတော့ရသာနှက်ထားပြီးမှဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့အချိန်၅မိနစ်ယူပြီးတော့မှရသာနှက်ပြီးထားပါတယ်ကြည့်၍အချိန်ရှိရဆိုရင်တော့နိုင်ဝဲလောက်နှက်ထားပြီးရင်တော့ကိုကောင်းတော့ပါတော့ရစားချက်ဖို့အတွက်ကျွန်တော်စီလေးထည့်ပြီးတော့စီပူပေးထားလိုက်ပါတယ် စီပူလာပြီဆိုရင်တော့ခုနကရတာနှတ်ထားတဲ့ကျသားလေးတွေကိုထည့်ပြီးတော့ကြော်မှာဖြစ်ပါတယ်ခင်ဗျာကျသားကြော်တဲ့အချိန်မှာလည်းသူ့ကိုหนีသွားတဲ့အထိကျွန်တော်တို့ကြော်ပြီးမှာပေါ့နော်ကျသားကတော့ CP ကျဲဖြစ်တဲ့အတွက်ရေအများကြီးထွက်ပါတယ်ခင်ဗျာအဲ့ဒီတွေ့ကြောင်မလို့စိတ်ရှိရှိလေးနဲ့တော့ကြော်ပြီးရတယ်ပေါ့နော်အခုလိုမျိုးလေးဟိုဖက်ဒီဖက်လန်ပြီးတော့မှหนีပြီးကျွတ်သွားတဲ့အထိကျွန်တော်တို့ကြော်ပြီးမှာဖြစ်ပါတယ်အဲဒါဆိုရင်တော့အခုလိုမျိုးလေးကျသားလေးကหนีပြီးတော့မှကျွတ်ရဲလာပြီးကျွတ်လာပြီးဆိုရင်တော့ဒါတသက်ပြန်ဖယ်ထားလိုက်ပေါ့နော်ခွက်တစ်ခုတည်းမှပြန်ဖယ်ထားပြီးတော့မှ ကျွန်တော်ကစုံဥချက်ဖို့အတွက်ဒီခုနကတုံထားတဲ့ကစုံဥလေးတွေကိုထည့်လိုက်ပါမယ်ပြီးရင်တော့ချက်သွန်နီလေးအနှဲငယ်ကိုထည့်ပါရခင်ဗျပြီးသွားပြီဆိုရင်တော့ချက်သွန်ဖြူချင်းထောင်းထားတာလေးထည့်ပြီးတော့မှရေတစ်ခွက်ထည့်ပြီးတော့ပြရတာအတွက်ကျွန်တော်စားလေးအနှဲငယ်ညဉ့်ညုံလေးအနှဲငယ်လိုက်ထည့်ပါမယ်ပြီးရင်တော့အရင်ခံသွားတဲ့အထိချက်ပြုတ်လိုက်တဲ့အချိန်မှာခုလိုမျိုးလေးရေလေးနည်းနည်းခံချောက်သွားတယ်ပေါ့နော်အဲဒီမှာကျွန်တော်စီအနှဲငယ်လိုက်ထည့်တယ်ပြီးသွားရင်တော့ခုနကကြော်ထားတဲ့ချက်သားကြော်လေးတွေကိုတခါလေးလိုက်ထည့်ပါရခင်ဗျာ ချက်သားလိုက်ထည့်ပြီးတော့မှကျွန်တော်တို့ခဏမွေပြီးပြီးရင်တော့အုံတို့အနေငယ်လိုက်ထည့်ပါရခင်ဗျာအုံတို့ကတော့အိမ်မှာသွေးတိုးတတ်တဲ့လူကြီးရှိရင်တော့မထည့်ပဲရပါရခင်ဗျာကျွန်တော်ကတော့အနံလေးလေးပုံမွေးသွားအောင်လို့အရသာလည်းစိတ်အောင်လို့ကျွန်တော်အနေငယ်ထည့်ပါရပြီးတော့ရင်တော့ရည်တစ်ခွက်ထည့်ပြီးတော့မှဒီကစုံဥတွေနူးသွားတဲ့အထိကျွန်တော်တရေထည့်ပြုတ်ထားမှာဖြစ်ပါရခင်ဗျာအဲတရေထည့်ချက်ထားတဲ့အနေထားမှာတော့အခုလိုမျိုးလေးတွေရည်ရောနည်းနည်းပြစ်စပြုတ်လာပြီပေါ့နော်ကစုံဥကလည်းနူးလာပြီ ခြေသားအနှံလေးတွေကလည်းမွေးတက်လာပြီပြီးတော့ခုနကအုံတို့ထည့်ထားတဲ့အတွက်ကြောင့်မလို့ရသားလေးကတော့မွေးနေရပဲမြတ်ကဲဒါဆိုရင်တော့ကျွန်တော်ငရုတ်သီးလေးအနှဲငယ်ထည့်ပြီးတော့မှပြန်ပြီးနှစ်တည်းကြောက်အောင်လို့ကျွန်တော်တီချာလေးမွေးထားပေးလိုက်ပါမယ်ဒီညမှာတော့ငရုတ်သီးကြိုက်ရင်ထည့်လို့ရပါတယ်ခင်ဗျာကဲဒါဆိုရင်တော့အခုလိုမျိုးအနှံလေးမွေးပြီးတော့မှစားကျင်စရာကစုံဦးခြေသားချက်ကလေးရမှာဖြစ်ပါတယ်အဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်